မင်္ဂလာပါမိုင်ကျင်နိုင်โอเคမင်္ဂလာပါကုထောင်းအောင်ကြာရေးအေးကျွန်တော်တို့တွေ့ရတော့ကြာပြီအဲကျွန်တော်ဟိုမိုင်ကျင်နိုင်ရေးတဲ့စာပေါ့လေဟိုမော်ဒန်နက်ပြည်နယ်မှာမစ်မစ်ဆိုလာကောင်တီမှာဒီဒူရုဆန္ဒပြပွဲကိုမိုင်ကျင်နိုင်ကိုယ်တိုင်သွားရဲဆိုတော့ရေးထားတာဖတ်လိုက်ရတယ်ဗောနော်အဲ့ဒီမှာဒီ no king ဟို rally လို့တာပေါ့ဘယင်အလိုမရှိဆိုပြီးတော့ Trump အစိုးရဆန့်ကျင်ပြီးဆန္ဒပြတာကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဟိုမိုင်ကျင်နေနဲ့ ဟိုဘာတွေတွေ့ရလဲနောက်ဟိုဘာတွေပြောတာတွေကြားပြီးတော့အဲ့ပြည်သူတွေရဲ့ခံစားချက်တွေဘာကြောင့်ဆန္ဒပြရတယ်ဆိုတာတွေဟိုအခြေတွင်းတည်သလောက်ပြောပြပေးပါဟုတ်ကဲ့ဒီ American နိုင်ငံမှာလုပ်ခဲ့တဲ့ No King Rally ပေါ့နော်လူထုဒီဆူဝေးပြီးတော့ဆူယုံပြီးတော့ဆန္ဒပြတဲ့ဒီတမိုင်းဝင် နေ့ကတော့ October 18ရက်နေ့မှာ သူတို့ဒါဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီ no king ဒီ rally ဆိုတဲ့လူထုဆန္ဒပြပွဲကြီးမှာဆိုလို့ရှိရင်ဒီ American နိုင်ငံရဲ့ပြည်내ပေါင်း90မှာပေါ့လေလူပေါင်း9တန်းကျော်လောက်ပါဝင်ဆန္ဒပြရဲဆိုပြီးတော့ဒီစီယုံလှုပ်ရှားသူတွေကပြောဆိုတဲ့တည်င်းတွေကိုကျမတို့ American ဒီနိုင်ငံသတင်းမီဒီယာတွေပေါ်ပြတာကိုတွေ့ရတယ်။ဆိုတော့ကျွန်မကိုယ်တိုင်လည်းဒီကျွန်မရောက်ရှိနေတဲ့မွန်တာနာပြည်နယ်ကမီဆိုလာမြို့မှာလူဒီအလုံးပေါင်းပေါင်းနေချီတယ်ပေါ့နော်လူတို့ဒီဆန္ဒပြပွဲဒီသူတို့မျိုးတဲမှာလမ်းလျှောက်ချီတဲ့ဆန္ဒပြပွဲတွေမှာလည်းကျွန်မပါဝင်ခဲ့တယ်။အဲ့ဒီမှာဆိုရင်ဒီလူတွေကငိမ့်ငိမ့်ချမ်းချမ်းနေပေါ့နော်အတိအကတော့ တမရထရမ်အစိုးရရဲ့လုပ်ရက်တွေကိုစန့်ကျင်ဆန္ဒပြကြတာပေါ့လေအထူးသဖြင့်တမရရဲ့အာဏာဟာဒီအာသူတို့ဟိုတမရရဲ့အာဏာလုတ်ပိုင်ခွင့်တဲ့ကြော်လွန်ပြီးတော့ဒီတမရအာဏာနဲ့ဒီအုပ်ချုပ်နေတဲ့ပုံမှာလူထုကလုံးဝမထောက်ခံဘူးစန့်ကျင်နေဆိုတဲ့အကြောင်းပေါ့နော်သူတို့ဆန္ဒပြကြတယ်အဲ့ဒီမှာကျွန်မတွေ့ရတာကတော့ဒီဆန္ဒပြပွဲတွေမှာဒီဟောပြောတဲ့သူတွေကအဓိကတော့ American နိုင်ငံရဲ့ဖွဲ့စည်းပုံဥပဒေ ဟိုဒီ first amendment ပေါ့နော်ဒါပထမဆုံးပြင်ဆင်ချက်ဖြစ်တဲ့အဲလွတ်လပ်စွာပြောဆိုပိုင်ခွင့်ကိုအဓိကအခြေခံပြီးတော့ဒီအခုဒါတွေဟာ American သမ္မတ Trump ရဲ့အစိုးရလက်ထက်မှာဖိနှိပ်ခံထားရတာဆိုတာကိုပေါ်ထုတ်ပြီးတော့သူတို့ပြောကြတယ်နောက်တစ်ချက်ကအခြေအနေတွေဟာအခု အမေရိကန်နိုင်ငံမှာဆိုရင်မညီမျှမှုတွေဖြစ်လာတာပေါ့လေဟိုစင်းရဲလူတွေကပို့ပြီးစင်းရဲလာတယ်ချမ်းသာတဲ့လူတွေကပို့ပို့ပြီးချမ်းသာလာတယ်အဲ့လိုမညီမျှမှုတွေနဲ့ပတ်သက်ပြီးတော့လေသူတို့ထုတ်ဖော်ဆန္ဒပြကြပါတယ် So သူတို့အနေနဲ့ကဒီဒီ no king ဆိုတော့ဘင်းအလုံးမရှိဘူးဆိုတော့ဒီသူရဲ့သဘောထားထရမ့်ကဘင်းလိုအာနာရှင်လိုဟိုဖြစ်လာတယ်လို့သူတို့မြင်တဲ့သဘောလို့ယူဆလို့ရတာဟုတ်တယ် သူတို့ဒီစစောပြောတယ်လို့ပေါ့နော် no king ဘယင်းကိုဘယင်းလို့အလိုမရှိဆိုတာသူကဘယင်းကအုတ်ထုတ်နေတယ်လို့တော့ပြောတာမဟုတ်ဘူးတကယ်တမ်းကျတော့သူတို့ကဒါအာနာရှင်ဆန်ဆန်အမ်ဒီသမရထရမ်ကအုတ်ထုတ်နေတဲ့ပုံစံပေါ့နော်အထူးသဖြင့်အာဒီသမရထရမ်ကနေပြီးတော့သူကတရားဥပဒေလဲလိုက်နာခြင်းမရှိဘူး။နောက်လွတ်တော်ကအာပြဋ္ဌာန်းချက်တွေကိုလဲသူကလိုက်နာခြင်းမရှိဘူး။အထူးသဖြင့်အဲဒီ အခြေခံဥပဒေပေါ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုတမရအာဏာနဲ့ဒါသူကကျုံးလို့နေတယ်ဆိုတော့ဟိုလောက်ရက်ပြီပေါ့လေအဲဒါတွေကိုလူလူကဟိုလက်မခံတဲ့အနေအထားမျိုးဒါကိုပုံဖော်တဲ့အနေနဲ့အဲလူသူကဆန္ဒပြတယ်အထူးသဖြင့်ဒီဆန္ဒပြပွဲကိုဥဆောင်သူတွေရဲ့ပြောဆိုချက်တွေကိုကြည့်မယ်ဆိုရင်သူတို့ကသက်ဆိုင်ရာသူတို့လွတ်တော်အမတ်တွေကိုလည်းဒါဖိအားပေးတာပေါ့နော်အော်ဒီတမရထရန်ရဲ့လောက်ရက်တွေဟာတော်တော်လေးကို အာနာရှင်ဆန်နေတယ်တရားဥပဒေမဲ့နေတယ်ဆိုတဲ့ဟာတွေကိုတက်ဆိုင်ရလွတ်တော်အမတ်တည်နေနဲ့လဲတရားပေးဖို့ဆိုပြီးတော့ဒါကိုလည်းရည်ရွယ်တဲ့အနေနဲ့ဒီလူထုဆန္ဒပြပွဲကြီးကိုသူတို့ဖတ်ဟိုပြုလုပ်တာ ဖြစ်တယ်တနိုင်ငံလုံးအတိုင်းအတာနဲ့ဒါပြီးနောက်ပြီးတော့သူတို့ဆက်ပြီးတော့လဲလှုပ်ဆောင်သွားဖို့ပေါ့နော်ဒါတွေကိုလဲသူတို့ဟိုစီယုံလှုပ်ရှားသူတွေက အဲဆန္ဒလူထုဆန္ဒပြပွဲမှာဟောပြောကြတာလည်းတွေ့ရတယ်။အဲဝါရှင်တန် DC မြို့တော်မှာဆိုလို့ရှိရင်ဟိုနိုင်ငံရေးအရာထင်ရှားကြော်ကြားတဲ့အဲဒီလွှတ်တော်အမတ်ပေါ့နော်တတိပုဂ္ဂလလွှတ်တော်အမတ်အဗန်ဒီဆန်ဒါစ်ကိုရိုင်းကလည်းသမရထရမ်ရဲ့လုံရက်ဒီဟာအာနာရှင်ဆန်နဲ့ဒါနိုကင်းဆိုတဲ့ဘရင်အလိုမရှိဆိုတဲ့ပုံစံမျိုးပေါ့နော် သူပြောဆိုပြီးတော့အာလူထုစီယုံပွဲမှာ သူ့ရဲ့တရားဟောပြောပွဲကတော့တော်တော်လေးဟိုထင်ရှားတယ်လူကြိုက်များတယ်လို့ပြောရမှာပါဟုတ်ကဲ့နောက်တစ်ခုကအခုဒီ government shutdown ဆိုပြီးတော့ democrat နဲ့ republican တွေဟို budget ချထားပေးမှုမှာ democrat တွေက health care ပေါ့ကျန်းမာရေးဆောင်ရှောက်မှု affordable act အဲ့ဒီစာနဲ့ပတ်သက်လို့ premium tax credit တွေကိုတက်တန်းနေကိုတိုးပေးဖို့တောင်းဆိုတာကို trump ဆိုတာမပေးဘူးပေါ့နော်မပေးတဲ့အတွက်သူတို့ကအခု ညှိလို့မရဘဲနဲ့အစိုးရဟိုရက်ဆိုင်ထားတဲ့သဘောမျိုးဖြစ်နေတာဗောနော်အဲ့ဒီစားနဲ့ပတ်သက်လို့ဟိုမိုင်းကျင်းနိုင်ဘယ်လိုညင်လဲဘယ်လိုခံစားရလဲဗောနော်ဟုတ်ကဲ့အဓိကတော့ဟုတ်တယ်အမေရိကန်ပြည်သူတွေအတွက်ဗောနော်အော်ဒီကျမကြီးစောင့်ရှောက်မှုကလည်းအနုံမဲအရေးကြီးပါတယ်အမေရိကန်နိုင်ငံမှာဒီကျမကြီးစောင့်ရှောက်မှုစနစ်ကဟိုကဘာမှာ ဟိုအားနေတဲ့နိုင်ငံတွေရဲ့စီးရင်ထဲမှာလည်းပါပါတယ်သူတို့ကဒီအတဒါကြောင့်လည်းအခုဒီအာကျမရေးနဲ့ပတ်သက်တဲ့ဒီအာမခံကျ health insurance ပေါ့နော်ဒီအာမခံကျပေးအာမခံကြီးပေးတဲ့အပိုင်းမှာဒီအစိုးရရဲ့ထောက်ပံ့ပေးမှုကိုဟိုအခုဆိုရင်ဒါ American အစိုးရတွေကအဆက်ဆက်လှုပ်ဆောင်လာကြတယ်ပေါ့လေအဲကျမတို့အစိုးရဝန်ထမ်းတွေမှာဆိုရင်လေအဲဒီအစိုးရဘက်ကနေပြီးတော့ဟိုဒီ ကျမရေးအမခံဆိုလို့ရှိရင်သူတို့တဝက်ပေးတာမျိုးပေါ့နော်ဒါမျိုးတွေအဲနောက်ပြီးတော့ဝင်ဝင်နေပါတဲ့လူတွေဆိုလို့ရှိရင်လည်းအခမဲ့အဲဒီကျမရေးအမခံဒီပေးတာမျိုးတွေစောက်ရှောက်မှုတွေဒါတွေကို သူတို့စနစ်တကျလှုပ်ဆောင်လာခဲ့ပါတယ်အခုတမရထရမ်လက်ထက်မှာအခုဒီအာ Republican တွေဘက်ကအဆိုပြုထားတဲ့ဟာမှာတော့ဒါတွေကိုသူတို့ဟိုပယ်ဖျက်လိုက်တာပေါ့နော်တော်တော်များများကိုပယ်ဖျက်တယ်ပယ်ဖျက်လိုက်တဲ့အတွက်ကျမတို့အခုဒီအစိုးရဥပမာကျမတို့အစိုးရဝန်ထမ်းနေဆိုရင်ဒါ အာကျမကြီးအမခံဒီကုမ္ပဏီဘက်ကအကြောင်းကြားလာတာကနောက်နှစ်2026ဆိုရင်အဲကျမတို့ဟာဟိုနှစ်ဆနီးပါးလောက်တက်မယ်ပေါ့နော်အာဆိုရာမျိုးတွေဆိုတော့ကျမတို့လည်းတော်တော်လေးဟိုဟိုဟိုတော်တော်လေးဟိုစိုးရင်ရပါတယ်ဒီကျမကြီးအမခံဟာအာဒီနိုင်ငံမှာလည်းအရန်အရေးကြီးတဲ့အဲချက်တစ်ချက်ပါပဲအဲ့တော့အဲ့ဒါတွေကိုအခုလက်ရှိ Republican တွတ်တော်အမတ်တီတင်ပြတဲ့နေရာမှာဒါတွေကိုသူတို့ကလုံးဝ short ချထားတာဆိုတော့ အဒီမိုကရက်တီဘက်ကတော့ဒါကိုသူတို့လုံးဝလက်မခံဘူးဆိုတဲ့အပိုင်းပေါ့နော်ဒါကလည်းအဲအမေရိကန်ပြည်သူတွေဘက်အနေနဲ့တော့ဒါဖြစ်တဲ့နဲ့ဒါဒီမိုကရက်အနေနဲ့ကတော့ဒီချက်ကိုတော့လုံးဝဟိုတောက်ခံထားတဲ့နယ်ပေါ့နော်ဒါကတော့နောက်ဆုံးဒီအခုလွတ်တော်မှာဖြစ်နေတဲ့အခြေအနေရဆိုတော့အခုအဲအဲ့အတွက်လည်းဒီလွတ်တော်မှာဒီဘတ်ဂျက်ကိစ္စတွေအခုကျမရေးဆိုင်ရာအမခံတေးတဲ့ဒီထောက်ပံ့ကြေးတွေဒါတွေကိုဟိုနှိမ့်နိုင်လို့မရတဲ့ခါကျတော့ အခုဆိုရင် government ရဲ့ shutdown ဆိုရင်သုံးပတ်ကြာလာပြီသုံးပတ်ကြာလာပြီဆိုတော့အခုအာဒီနိုင်ငံရေးအကဲခတ်တွေအရာဆိုလို့ရှိရင်သူတို့ပြောဆိုချက်အရာဆိုရင်ဒီ government shutdown အစိုးရရန်တရားတွေလုံးဝရပ်ဆိုင်းထားမှုဟာအာနှစ်လနေပါလောက်ကြာမြင့်မယ်ဆိုပြီးတော့လဲတွက်ချက်ကြတယ်။ဘာကြောင့်လဲဆိုတော့ဒီပါတီကြီးနှစ်ရက်ကလုံးဝနှိမ့်နိုင်လို့မရအောင်ဆဆောကပြောတဲ့အချက်တွေအစိုးရအတုံးစီရိတ်တွေမှာ အာတမရဖြတ်မှတ်ကဟိုတင်ပြထားတာတွေကအလုံးအမင်းဒီစစ်ဖက်ဆိုင်ရာတွေမှာအလုံးအမင်းများနေတာတွေဒါတွေပေါ့လေဆိုတော့အော်အထူးသဖြင့်ဒီကျမကြီးဆိုင်ရာဒီထောက်ပံ့ခြေတွေနောက်ပြီးတော့ tax အခအခွန်ကိစ္စတွေမှာသူတို့ညှိညှိလို့မရသေးပါဘူးဆိုတော့အဲ့ဒီလိုအစိုးရရန်နီယာတွေ government shutdown ဖြစ်နေတဲ့အတွက်အစိုးရဝန်တန်းပေါင်းတနိုင်ငံလုံးအတိုင်းတာနဲ့ဆိုရင်ခဏသိန်းခွဲနီးပါးလောက်ကကျမတို့ခုချိန်ကြီးလစာမရပါဘူးကျမတို့ VOE ဝန်တန်းတွေအပါအဝင်ပေါ့နော် ကျွန်တော်တို့လစာမရပဲနဲ့အခုဒီခြေနေအခက်ခဲတွေကိုရင်ဆိုင်နေရပါတယ်အဲ့ဒီဟိုမိုင်းဂျင်နိုင်တို့လို့ဒီအမေရိကန်နိုင်ငံသားတွေအနေနဲ့ကိုယ်လုံးကဒီကိုယ့်ရဲ့ဟိုလက်ကတွေရမယ်ဆိုရယ်မရဘူးကိုယ့်ရဲ့ပင်စင်ရမယ်လူတွေလည်းမရဘူးနောက်တစ်ခုကကျွန်တော်ကြားရတော့ဒီဒီဘော်လီဒီဒီသူတို့အနေနဲ့ဟိုဟိုငယ်ကအကြီးကြီးတဲ့ စာရိုက်တို့နော်နောက်နျူကလ িয়ার ဟိုဒုံးကြီးထားတဲ့နေရာတို့နော်ဒီဒီဒီတကယ်မရှိမဖြစ်တဲ့နေရာလူတွေလည်းဟိုအလုတော်မဖြစ်ဘူးပေါ့ဒါမှမဟုတ်လက်ကမရဘူးနဲ့လုတ်နေရတယ်လို့ကြားတယ်ပေါ့အဲ့လောက်ထိဟိုဘယ်လောက်ထိတောင့်ခံနိုင်မလဲဆိုတာလည်းမသိကြတဲ့သဘောဖြစ်နေတော့ပေါ့နော်ဟုတ်ပါတယ်အဲ့ဒီမှာအဲဒီဒီလိုအစိုးရဝန်ထမ်းတွေအပိုင်းမှာဆိုလို့ရှိရင်အဲအခုဒီ အခုဟိုလာစာမရဘဲနဲ့လုံနေရတာပေါ့သူတို့ကတော့သူတို့မရှိမဖြစ်ဟိုလိုအပ်တဲ့ဒီဝန်ထမ်းတွေပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင် American ဒီစစ်သားတွေလည်းပါတယ်နောက်ပြီးတော့ဆော့ဆော့ဆာရိုက်လုပ်ငန်းတွေနောက်ပြီးတော့ဒီလူမှုဖူလုံရေး social security မှာလုပ်နေတဲ့ဝန်ထမ်းတွေအဲနောက်ပြီးတော့ဟို visa ဌာနပေါ့နော်ဒီလူဝင်မှုကြီးကြပ်ရေးဌာနမရှိမဖြစ်လို့အဲလောက်ရတဲ့ဝန်ထမ်းတွေဆိုရင်လည်းသူတို့အလုံးလုံးနေရပါမယ်သူတို့ကလာစာမရပါဘူး ဟိုကျမတို့အမှန် VOE အတန်လွင့်ဌာနဆိုရင်လည်းတကယ်တမ်းဆိုရင်ကျမတို့ကလည်းမရှိမဖြစ်ဝန်ထမ်းတွေထဲမှာပါပါတယ်ဒါပေမဲ့ဟိုတမရထရန့်အစိုးရသူတက်လာပြီးခဲ့တဲ့ကအာဒီကျမတို့ VOE ဝန်ထမ်းတွေ VOE ကိုပိတ်သိမ်းထားတဲ့အတွက်ဟိုကျမတို့ကတော့လုံးဝအလုံးမလုပ်ရဘူးပေါ့လေဒါပေမဲ့ဝန်ထမ်းဖြစ်တမတ်ခံထားရတဲ့အတွက်တော့ဟိုကျမတို့ကဒီဝန်ထမ်းလစာကတော့ရနေတယ်အဲဆိုတော့အခုအချိန်ကြီးကဘလို့ဖြစ်လာလဲဆိုတော့ ဟိုအလုံးလုံးနေရတဲ့သူတွေကလည်းလားစာမရဘူးဟိုကျမတို့ဆိုရင်လည်းဒါဟိုကျမတို့မှာအိမ်လားကားတွေကားဘိုးတွေဒါမျိုးတွေပေါ့နော်အထူးသဖြင့်အခြေခံဒီစားတောက်ကုံတော်မှာကျမတို့မှာဟိုဝယ်စားဖို့အဆင်နေပေါ့နော်ဘာလို့ဆိုတော့ကျမတို့မှာပုံမှန်လားစာတွေမရလာတဲ့အတွက်ဟိုတော်တော်လေးဟိုအကြက်တဲဖြစ်လာရပါတယ်အေးဗျာဒီဒီအခုလုံးကလည်းဟိုအိမ်ဝယ်ထားတဲ့လူဆိုလည်းသူအိမ် mortgage တွေမပေးနိုင်လို့ เนาะအဲ့ဒီလိုရှင်းရမယ်ပုံစံမျိုးတွေနောက်ပြီးတော့ဒီစားတော့ကုံစင်းတို့နေလဲတက်လာတဲ့ဆိုတဲ့ပုံစံမျိုးတွေလဲကြားရတယ်ဗောနော်အဲ့တော့ man engine နိုင်တို့ကိုယ်တိုင်ဒီလိုဒီခံစားလာရတဲ့အခါကျတော့ဒီ American ပြည်သူတွေရဲ့ဟိုကုံစင်းတို့ဟိုမြင့်တက်စရာမလိုဘူးထမ်း Trump ကပြောခဲ့သူတက်တော့ကုံစင်းတို့မတင်မမြင့်တက်စရာဘူးလို့ပြောတဲ့နေရာမှာဟိုကုံစင်းတို့နေရာ ဟိုအခြေခံကွန်ဆင်တို့နေရဘလို့အခြေအနေရှိတယ်အမှကြက်ဦးတို့အခြေခံဘလူတွေစားသုံးတဲ့ဟာမျိုးဒီဘလို့ဘလို့တည်ငြိမ်လာတောင်းဟိုတက်သွားသလားဗောနဘလို့အခြေအနေကတော့ American စီးပွားရေးကတော့ဟိုရှင်းရှင်းပြောရမယ်ဆိုလို့ရင်တော့တော်တော်လေးထိခိုက်တာဗောလေအာဒီ2018 19ဒီတမရဩဘားမားလက်ထက်မှာတခါဖြစ်ခဲ့တယ်အဲ့တော့ကဆိုရင်လေဒါ ါဘယ်လိုပြောရမလဲအဘီလီယံအဘီလီယံနဲ့ချီပြီးတော့ American စီးပွားရေးဟာထိခိုက်မြင့်လာခဲ့ရတယ်အ American billion ဒီ3 billion ဘိုးလောက်ဆိုလို့ရှိရင်လုံးဝဟိုနက်လက်မထူနိုင်ခဲ့ဘူးပေါ့နော် အခုဒီတမရထရမ်ဒုတိယအချိန်တမရတက်တမ်းမှာဆိုရင်လေအခုဒီ government shutdown ပေါ့နော်အစိုးရရန်နေရာတွေပိတ်ထားတဲ့အတွက်ဒီနိုင်ငံရဲ့စီးပွားရေးဟာ တပတ်တပတ်ကို American billion နဲ့ချီပြီးတော့ဆုံးရှုံးထိခိုက်နစ်နာနေရဆိုပြီးတော့လည်းကျွမ်းကျင်လေတွေကထောက်ပြထားတယ်။အဲဒါပေမဲ့တကယ်တမ်းသူတို့ရဲ့ဒီနိုင်ငံရေးသဘောထားတင်းမာမှုတွေကြောင့်အထူးသဖြင့်ဒီ Republican တွေဘက်ကဒီကျမ်းမာရေးဆိုင်ရာထောက်ပံ့မှုတွေကိုဒါသူတို့လုံးဝဟို short ချထားတာကိုလုံးဝမပြင်နိုင်ဘူးဆိုတော့ဒီအနေထားတွေနဲ့ဆိုတော့အခုဒီ American စီးပွားရေးရာတော်တော်ဆုံးချုံနေတဲ့ အဲတစ်ဖက်မှာလည်းကုံစေးနှုံးကအခုချက်ချင်းပေါ့နော်ဝုံတိုင်းကြီးတော့တက်မလာဘူးဆိုပေမဲ့လည်းအဲဒီ stock share တွေကျဆင်းနေတာလို့နော်ဟို debt size ဆိုလို့ရှိရင်လည်းတစ်ဖြည်းဖြည်းနဲ့အရင်တော့ဆိုရင်ဟို3ဒေါ်လာနီးပါးနဲ့ခု3ဒေါ်လာကျော်လာတာလို့နော်အခြေခံစားတောက်ကုန်တွေဆိုလို့ရှိရင်လည်းတစ်ဖြည်းနဲ့ဟိုပြက်လက်လာတာလို့အဲတက်လာတာလို့တော့တော်တော်လေးရှိပါတယ်အဲ့တော့ဟိုအရင်တော့ဆိုကျမတို့အာရှ ဒီ store ဆိုင်အာရှဒီကုံစုံဆိုင်နေသွားတယ်ဆိုရင်တရာဘိုးလောက်ဆိုရင်ကျမတို့ဒါဟိုတပတ်နှစ်ပတ်လောက်စားရတာဟာအခုအဒေါ်လာ100ဘိုးလောက်ဝယ်ရင်ဆိုရင်ကျမတို့ဒါ2ရက်စာ3ရက်စာလောက်ပဲဆိုရဲဟာမျိုးအနေထားမျိုးရောက်နေပါတယ်။အဲနောက်တစ်ခုကကျွန်တော်တို့ဒီ concern ဖြစ်တာပေါ့လေ။ဒီ ICE လို့ခေါ်တဲ့ဒီ immigration officer တွေကို truck မှာခန့်ထားပြီးတော့ဒီလူတွေကိုလမ်းပေါ်မှာ latino လို့ဒီအဖြူမဟုတ်ဘူးအမဲတို့ ီဒီ Latin American နိုင်ငံလူတွေလို့ခိုးဝင်လာတဲ့လူတွေလို့မြင်နေလို့ရှိရင်ဒီမျက်နှာဖုံးဆွထားတဲ့ ice တွေဒီကဒီအရာရှိတွေပေါ့နော် immigration အရာရှိတွေကလမ်းမပါဟိုအကြံပေးဖမ်းတာတွေဟိုစီးတာတွေနောက်မြို့တွေမှာဒီဆန္ဒပြမှုတွေဖြစ်တဲ့အတွက်ဒီဒီဟိုကြမှာ California တို့ဘာလို့မှသူစစ်တပ်ကို ဖက်ဒရယ်စစ်တပ်ကိုလွှတ်တာတွေဖြစ်လာတယ်ပေါ့နော်အဲ့ဒီအခါနဲ့ပတ်သက်လို့ဒီ ICE တွေရဲ့ဟိုလှုပ်ရှားမှုတွေကဘလို့မြင်လဲမအင်ဂျင်နီယာသူတို့ဘလောက်ထိကြမ်းတမ်းလဲခုဖြစ်နေတဲ့အခြေအနေကတော်တော်ဆိုးပါတယ်အာတချို့သူတွေဆိုလို့ရှိရင်ဒီ ICE တွေရဲ့အာတမရထရန့်ရဲ့ညွန်ကြားချက်နဲ့ပေါ့နော်ဒီ ICE တွေကရွှေပြောင်းခြေချသူတွေကိုနှိမ်နင်းတဲ့လောက်ရက်ကဟို passive sense နဲ့ဆိုတာတော့မှ ဟိုထောက်ပြမိဖန်ကြတာတွေတွေ့ရပါတယ်အထူးသဖြင့်သူတို့တွေကဒီအာဒီနေအခုဒီအမေရိကန်နိုင်ငံမှာဆိုရင်ဒါတရားဥပဒေစိုးမိုးမှုမရှိတယ်ဆိုတဲ့အပိုင်းလည်းဒီ ICE တွေရဲ့လုပ်ရက်တွေကလည်းပေါ်လွင်တာပေါ့လေအာဒီနေအစိုးရတွေဥမာ Federal အစိုးရကညွှန်ကြားချက်ပေးပေးမယ်ဒီနေအစိုးရကလက်မခံနဲ့ဒီနေအစိုးရရဲ့လုပ်ပိုင်ခွင့်တွေလည်းရှိပါတယ်ဒါတွေကိုကြော်ပြီးတော့ ICE တွေလှုပ်လာတာဥမာ Chicago မှာဆိုလို့ရှိရင်လည်းဒီဒီမြို့တော်ဝင်ကိုယ်တိုင်မျိုးက အာဝင်ပြီးတော့တားမြစ်တာတော့မှသူတို့ဒီ ice တွေကလက်မခံဘူးတခါဒီမြို့တော်ဝင်ကိုလည်းဟိုမိုက်မိုက်ရိုင်းရိုင်းဆဲဆိုပြီးတော့ဒါတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဟိုသူတို့လောက်ရက်တည်းအားတော်တော်လေးတရားဥပဒေမဲ့တယ်ဆိုတဲ့အနေအထားမျိုးတွေတွေ့လဲတွေ့ရတယ်ထောက်ပြပြောဆိုတာတွေလည်းရှိတယ်အဲနောက်ပြီးတော့အော်ဒီဥပမာမနေ့ကဆိုလို့ရှိရင်နယူးယောက်မြို့ဒီမဟန်တန်မြို့လေကောင်ကဒီတရုတ်ဒီဟိုပါပေါ့ချိုင်းနာတောင်ပေါ့နော် အဲ့ဒီတရုတ်ဈေးတန်းကိုဟိုဝင်ပြီးတော့ဖမ်းဆီးတဲ့လောက်ရက်တွေလမ်းမပေါ်မှာဟိုဈေးရောက်နေသူတွေခြေပြောင်းအခြေချသူတွေရောင်းချရဲဆိုပြီးတော့အာဈေးရောက်နေတဲ့တန်လန်ဝင်ဖမ်းတာတွေကဟိုသွာလာတဲ့သူတွေအတွက်ဟိုကြောက်စရာတွေပေါ့နော်ကျမတို့လည်းစိုးရိမ်စရာတွေဖြစ်ရတယ်ကိုကိုရိုင်းဆိုရင်လည်းအမေရိကန်နိုင်ငံသားဆိုပေမဲ့သူတို့တွေကအချိန်မရွေးအာအာဒါခြေပြောင်းခြေချသူတွေကိုဟိုတက်ကတ်ထားပြီးတော့ဥတီပြီးတော့သူတို့ကဖမ်းဆီးတဲ့အတွက် ဟိုက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 ိုရိုင်းမှတခါမှမတွေးဘူးရဲ့ဟိုအမေရိကန်နိုင်ငံကအာချေခိုးဟိုရွှေပြောင်းအခြေချသူတွေရဲ့အာဒါ dream ပေါ့နော်အိမ်မက်တွေအကောင့်ထဲပေါ်ရာအာဒါတကယ်ဟိုဟိုကိုရဲ့အိမ်ဖြစ်တိဆောက်တဲ့နေရာကနေပြီးတော့အခုကြောင်းလဲလာပြီးတော့ပေါ့နော်ဟိုမလုံခြုံမှုတွေခံစားရတယ် အစိုးဆုံးနေပြည်နယ်တွေပြောမယ်ဆိုလို့ရှိရင်လေအဲအဲဒီကယ်လီဖိုးနီးယားတို့နော်နောက်ပြီးတော့ဝါရှင်တန်ပြည်နယ်တို့အဲ့ဒီပြည်နယ်တွေမှာဆိုလို့ရှိရင်လေဒီ ice တွေကနေပြီးတော့ဟိုတက်ဆိုင်ရာပြည်နယ်အစိုးရတွေရဲ့ဟာကြော်လွန်ပြီးတော့လှုပ်ဆောင်နေအတွက်ဒီဒေတာကန်ပြည်သူတွေနဲ့ဟိုထိတ်တိုက်တိုးတာတွေအဲ့လိုမျိုးတွေလည်းဟိုတွေ့ရတာတကယ်ကိုဟိုကျမတို့အတွက်ဟိုစိုးရိမ်ကြောက်လန့်ပွဲဖြစ်ပါတယ်အေးပြကျွန်တော်လည်း ဟိုအမေရိကန်မှာနေတော့ငါတို့အရန်ကန်ကောင်းနေပေါ့လေဘာလို့ဆိုတော့ကျွန်တော်တို့ပြင်သွားလို့ရှိရင်လည်းဒီတကယ်ဟိုခိုးဝင်လာတဲ့လူတွေတောင်းတချို့ဘလို့မှသူတို့ခိုးဝင်မှတည်ရတောင်းပလိကမှာဖမ်းဘူးပေါ့နော်ဘာလို့ဆိုတော့သူတို့ရဲ့အလုံမဟုတ်သူတို့လောက်ကဟိုဒီရာဇသားတွေရာဇမှုကျူးလွန်နေတဲ့လူတွေဖမ်းတာပလိကရဲ့လောက်ကအေးခိုးဝင်တဲ့လူတွေဆိုတာသူကသူသူနိုင်ငံထဲကိုရောက်လာလို့ရှိရင်သူရာဇဝတ်မှုမကျူးလွန်လို့ရှိရင်ဒီလူက တက်ရှင်ရက်ဒီခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးနဲ့တကယ်လို့သူဖမ်းမယ်ဆိုရင်လည်း immigration ကပဲဖမ်းရမယ်ဆိုတဲ့စီကားချက်တည်းရှိတယ်အခုကျတော့ဒီ plate တရားမဖမ်းလို့ငါတို့ immigration နေရနေပြီးတော့ငါခတ်နားတဲ့ ICR ဖမ်းခိုင်းမယ်ဆိုပြီးတော့အတင်းကျပ်ဖမ်းနေတာတွေ့ရခါကျတော့ဟိုဂျပန်မှာကျွန်တော်နေတော့ဗမာတွေကိုဖမ်းခံရတယ်လို့ပေါ့နော်ဗမာတွေဟိုဒီအလုတ်ခိုးလုတ်တဲ့လူတွေဘူတိုင်းမှာဂျပန်เนี่ยစောင့်ဖမ်းတာတွေ့တယ်ဂျပန် plate တရားတွေ့ရခါကျတော့ ဟောငါတို့အမေရိကန်နိုင်ငံမှာနေတဲ့လူတွေကတော်ကန်ကောင်းတာပဲပေါ့နော်အခုကျတော့ဟိုပြောင်းပြန်ဖြစ်နေဂျပန်နေကအခုဗမာတွေကိုတရားဝင်ဝင်ခွင့်ပေးတယ်အလုတ်အလုတ်အလုတ်အကိုင်းနေလုတ်ခွင့်ပေးတယ်ဆိုတဲ့အခါကျတော့ဟိုဖန်စီရာတွေရင်းတော့လို့မရှိတော့ဘူးနော်ဒါနဲ့အမေရိကန်မှာကျတော့ဟိုကတကယ်တကယ်ဟိုတခုဓမြရည်လို့ဒီကလမ်းမှာသွားနေလူတယောက်ဖြစ်နေအဖြူမဟုတ်တာနဲ့ဟာဒီကောင်ခိုးဝင်ပဲဆိုပြီးအတင်းကြပ်ဖန်တာတွေနောက်ပြီးတော့ ရိုက်တဲ့နှက်တာတွေလက်တိတ်ခတ်တာတွေဒေးတိုင်ဆွဲတာတွေတွေ့နေရတော့တော်တော်ကြီးကိုအမေရိကန်နိုင်ငံကဒီမိုကရေစီနိုင်ငံအနေပြီးတော့ဟိုတကယ်အာဏာရှင်နိုင်ငံဖြစ်သွားပြီလားလို့တော့ထင်ရတယ်ဗောဒါကြောင့်မလို့ knocking rally စီလေးဖြစ်လာရလို့မြင်တာဗောနိအဲ့တော့ဟုတ်တယ်ဟုတ်တယ်အဓိကတော့ဒီဒီဘရင်အလိုမရှိဆိုတဲ့ no king ဒီ rally ပေါ့လေလူမှုစန္ဒပြပွဲရဲ့အဓိက အာကြီးရဲ့ချက်ကိုတွေ့ရတာလဲဟို American တန်ဖိုးတွေဖြစ်တဲ့ democracy နောက်လူခွင့်ရေးဓာရီကိုလေးစားလိုက်နာတယ်ဆိုတော့ဟိုပြယုတ်ကပပြယုတ်နိုင်ငံကြီးတစ်ခုကနေလုံးဝအဲ့လိုကြဆင်းသွားတဲ့ဟာပေါ့နော်အော်ဒီ ice day ရဲ့ဟိုရွှေပြောင်းခြေချသူတွေပေါ်မှာအာ နှိမ်နှင်းတဲ့လုပ်ရက်တွေအားဆိုလို့ရှိရင်ဟို passive မိပါလို့တော့မှဟိုခိုင်းနိုင်ပြောဆိုတာတွေဝေဖန်တာတွေလည်းကျမတို့ကြားရတယ်တွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကအဓိကလူကျူဟိုကြီးဆိုးရေးပုံစံမျိုးလုပ်နေတယ်ဆိုတာမျိုးလဲအလူတွေကမြင်ကြရပေါ့နော်အော်ဒီသမရထရမ်ဒီအစိုးရဘက်ကနေပြီးတော့အော်ဒီအထူးသဖြင့်သမရထရမ်ကိုထောက်ခံတဲ့သူတွေဘက်ကပြောတာရှိပါတယ်ဒီရွှေပြောင်းခြေချသူတွေကြောင့် သူတို့လူထူတွေရဲ့အခွင့်အရေးတွေလူထူတွေအတွက်ဆုံးချုပ်နေနိုင်ရတယ်ဆိုပြီးတော့ဒါကြောင့်လဲဒါအာရှေ့ပြောင်းခြေချသူတွေကိုဒါနှိမ်နေရမယ်။နောက်သူတို့အကြောင်းပြချက်ထဲမှာလဲအဲဟို crime တွေပေါ့နော်။ဂျာဇွဲမှုတွေကရှေ့ပြောင်းခြေချသူတွေကြောင့်ဖြစ်တယ်ဆိုတာမျိုးဒီဆွဆွဲပြောဆိုတာတွေပေါ့မဟုတ်တာတွေဒါမျိုးတွေလဲဟိုသူတို့ဆွဆွဲပြောဆိုပြီးတော့နှိမ်နေတာပေါ့နော်။ဆိုတော့ဒီလိုလောက်ရကအရင်ခါဒီ passive ဟိုဂျာမနီမှာကြီးတွေကိုနှိမ်နေတဲ့ပုံစံမျိုး ဟိုဒီတာနေတောင်မှဟိုခိုင်နိုင်ပြောဆိုတာကြီးလည်းရှိပါတယ်ဆိုတော့အခုဟိုဒီမိုကရေစီစနစ်ပြရုပ်ဒီနိုင်ငံတစ်ခုနေနဲ့ဒီလိုလုပ်ရက်တွေမြင်နေရတာတော့ကျမတို့အနေနဲ့လည်းတော်တော်လေးကိုဟိုစိတ်ထိခိုက်မိရယ်ဒါပေမဲ့တစ်ဖက်မှာလည်းဒါတွေကိုလက်မခံဘူးလူထုတွေအနေနဲ့လက်မခံဘူးဒါတွေကိုစန့်ကျင်ဆန္ဒပြနေတယ်ဆိုတဲ့ဟာတွေကလည်းဟိုတွေ့ရတဲ့တွေ့တော့တစ်ဖက်မှာလည်းကျမတို့အားတက်မိတယ်အဲ့တော့ ဟိုလက်ရှိအမေရိကန်နိုင်ငံရေးအနေအထားတော့အခြေအနေတော်တော်ဆိုးနေတာပေါ့နော်ဒါအားလုံးမြင်တဲ့အတိုင်းပါပဲအေးနောက်တစ်ခွက်ကိုဆက်မိုင်းအင်ဂျင်နိုင်လို့ကလည်းဒရင်းသမားတွေဖြစ်ခဲ့တယ်နောက် VOE တို့ RFA တို့မှာတကယ်တွေ့ရုံရှိရဲ့ဒရင်းသမားတယောက်အနေနဲ့အဲ့ဒရင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ Trump မှာဒီလက်ထက်မှာ तू က तू နဲ့ဆက်ညင်တဲ့လူတွေကိုဟိုဒီအရေးယူတာတွေတရားစွဲတာတွေဖြစ်လာတယ်လေတွေ့ရတယ်ဗောနော်အဲ့ဒီစာနဲ့ပတ်သက်လို့ဟိုဘယ်ဘယ်လောက်ထိဟို ဟိုအသေးစိတ်ကိုတချို့အပိုင်းလေးတွေကိုဟိုခန်းစားမိတယ်မရင်းနိုင်နေလက်ဟိုတနေ့လွတ်လပ်ခွင့်နဲ့ပတ်သက်ရင်အမေရိကန်နိုင်ငံကြီးကတကယ်ကိုဟိုပြောက်ရွက်ဖြစ်ခဲ့တဲ့နိုင်ငံအခုဆိုလို့ရှိရင်ပေါ့နော်တနေ့လွတ်လပ်ခွင့်ကိုဖိနှိပ်တဲ့ဟိုနိုင်ငံတကာနိုင်ငံဖြစ်လာတယ်ပေါ့လေဒါကြောင့်လဲဟို Nokin Rally ဒီလူတို့စီအောင်ဆန္ဒပြပွဲကြီးမှာလဲလူတို့လှုပ်ရှားမှုမှာလဲဒီ လွတ်လပ်စွာထုတ်ဖော်ခွင့်เนาะဒါနဲ့ပတ်သက်ပြီးတော့နောက်သတင်းမီဒီယာတွေကိုဖိနှိပ်တာတွေနဲ့ပတ်သက်ပြီးတော့လည်းဟိုကန့်ကွက်ဆန္ဒပြတာတွေကျမတို့တွေ့ရတယ်ဟို VOE ကိုတိုင်းဆိုရင်လည်းသမရထရန့်မျိုးနဲ့သူတက်လာတဲ့အာဒီအတလွတ်ဌာနကမလို့မလို့အပ်ဘူးဆိုပြီးတော့ဟိုပိတ်သိမ်းထားတဲ့အနေအထားမျိုးပေါ့နော်ဒါကိုကျမတို့ခုတရားအရုံးမှာတရားဥပဒေညာလည်းရဆိုင်နေတဲ့အဓိကအချက်ကတော့ဒီ American နိုင်ငံရဲ့ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်တဲ့နံပါတ်၁ဖြစ်တဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ကျမတို့ဒီအာ press freedom ပေါ့နော်သတင်းလွတ်လပ်ခွင့်ကို ကျမတို့အခုဆက်ပြီးတော့သမ္မတလက်ထက်မှာလည်းသမ္မတ Trump လက်ထက်မှာတိုက်ပွဲဝင်နေတယ်အဲ့တော့သမ္မတ Trump ကသူ့ကိုဝေဖန်ပြောဆိုတာဆန့်ကျင်ပြောဆိုတဲ့သတင်းမီဒီယာမှန်သမျှဆိုရင်သူကတရားစွဲမယ်နောက်ပြီးတော့အဲ့ဒီသတင်းမီဒီယာ company ကြီးတွေကိုသူကစီးပွားရေးအရငွေကြေးအရပြားပေးတယ်အဲ့တော့ရော့ကြေးတွေနဲ့အဲ့လို ပေါ့တောင်းနေဒါတွေဆိုတော့အဲ့ဒီမှာလဲဟိုအာဒီတရေမီဒီယာကုမ္ပဏီတွေပေါ့နော်စီးပွားရေးဆန်တဲ့သူကုမ္ပဏီတွေဘက်ကလည်းတမရထရန့်ကိုလိုက်လျောတာတွေရှိတယ်အဲ့အတွက်ဟိုကျမတို့တရင်သမားတွေအထူးသဖြင့်ဟိုအမေရိကန်နိုင်ငံမှာရှိတဲ့တရေမီဒီယာသမားတွေဆိုလို့ရှိရင်လည်းတော်တော်လေးဟိုအခြေအနေဆိုးတယ်ပေါ့နော်သူတို့မှာတမရထရန့်နဲ့ပတ်သက်ပြီးတော့အာဒီဒီလောက်ရက်တွေနဲ့ပတ်သက်ပြီးတော့လွတ်လွတ်လပ်လပ်ပြောဆိုတာဟိုဝေဖန်ထောက်ပြပိုင်လို့မရှိဘူး အဲ့ဒါမျိုးတွေမှာဆိုရင်လည်းဒါတော်တော်လေးဟိုဟိုထင်ရှားတဲ့ဟိုဖိနှိပ်တဲ့နှုတ်ရက်တွေပေါ့လေအဲ့ဒါမျိုးကအခုသမရထရပ်အနေနဲ့ကတော်တော်လေးဟိုဖိနှိပ်တယ်လို့ပြောရပါပါအေးရ ABC သတင်းဌာနကို White House မှာသတင်းယူခွင့်မပေးဘူးလို့ဆိုကြတာကျွန်တော်တော်တော်အံ့ဩတယ် ABC ပေါ့လေသူ့ကိုစန့်ကျင်တယ်ဆိုတော့သူ့ဝေးပါနေသူတို့ သတင်းဌာနတွေ white house ဆိုတာသတင်းယူခွင့်မဘယ်သတင်းဌာနမှယူရမဘယ်သတင်းဌာနမှယူခွင့်မရအောင်အဲ့လိုမျိုးတွေကတ်တတ်မှုတွေရှိလာတော့တော်တော်လေးအဲ့ဒါဟိုစိတ်ပြက်ဖို့ကောင်းတော့ဗောနော်ဒီမိုကရေစီအထူးသဖြင့်ဟုတ်တယ် AP သတင်းဌာနဗောနော် AP သတင်းဌာနဆိုရင်လေသူတက်မှတ်ထားတဲ့ဒီနာမည်ပြောင်းဖို့ဗောနော်ပင်လယ်ကွေ့လေ Max Mexico ဒီပင်လယ်ကွေ့ကိုသူက American ပင်လယ်ကွေ့ဒါသူနာမည်ပြောင်းလိုက်တယ် အမေရိကဒီပင်လယ်ကွေ့ဖြစ်ဆိုရဲနာမည်ပြောင်းဖို့မှာဆိုရင်လေ AB ကတော့လက်မခံဘူးအာဒါဒါဒီဒီသူတို့အရင်ခေါ်မြဲအတိုင်းပဲအာမက္ကဆီကိုဒီပင်လယ်ကွေ့ပေါ့နော်ဟုတ်ဒါမျိုးပဲခေါ်ရဲဆိုရဲအတွက်သူက AB တရင်တောက်တည်ဘူးလေသူရဲ့ white house ပေါ့နော်အင်ဒီတော်ဝင်ဝင်မပေးဘူးပေါ့နော်ဒါမျိုးတွေသူကပြင်းပြင်းထန်ထန်ပဲချင်းချင်းရှာရှာပဲဒါလောက်တယ်ဆိုတော့ချင်းနေရာစိုးတယ်လို့ပြောရမှာ အဲနောက်ဆုံးအနေနဲ့ကတော့ဒီမိုင်းကျင်နိုင်တို့ဒီတမ်းမြူချစ်တဲ့စိတ်မြန်မာနိုင်ငံဒီမိုကရေစီ ပြောင်းလဲရေးကိုဟိုညင်ကျင်တဲ့သတင်းသမားတွေပေါ့နော်သတင်းသမားတွေအနေနဲ့ဒီသတင်းပြောဆိုခွင့်နေပြည်သူတွေကိုဗမာပြည်သူတွေကိုပြောဆိုခွင့်နေဟိုထရန့်လက်ထံမှာပိတ်ခံလဲရတယ်ပေါ့နော်ထရန့်မှာဒီ BOE တို့ RF တို့အကုန်ပိတ်လဲတယ်ဆိုတော့ဟိုမိုင်းကျင်နိုင်တို့အနေနဲ့ဘယ်လိုရင်ထဲမှာခံစားရလဲနောက်ပြီးတော့ဒီ အခုလာမဲ့အနာဂတ်မှာဗောနိဒီ VO ရဲ့ခန်းကဏ္ဍပြမြမပြည်သူတွေကိုပြန်လဲတင်ဆက်ဖို့ခွင့်ရမယ်လို့ယုံကြည်မှုရှိတာဗောဒါတော့ကျွန်မအပြည့်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ VOE ဒီအတန်လွင့်ဌာနကနှစ်ပေါင်း83နှစ်ရပ်တည်လာခဲ့တဲ့တကယ်သတင်းဌာနဖြစ်တယ်ဒီ VOE ကိုဒီလွတ်တော်အမေရိကန်လွတ်တော်ရဲ့ ဥပဒေပြဋ္ဌာန်းချက်နဲ့ဒါဖွဲ့စည်းလာခဲ့တာလည်းဖြစ်တယ်အထူးသဖြင့်ဟိုတတိယကောင်းနယ်ပေါ့နော်ဒီ1942ခုနှစ်မှာဒီဒုတိယကမ္ဘာစစ်ဟိုဒုတိယကမ္ဘာစစ်ကာလအတွင်းမှာအာဒါဖက်စစ်ဒီဂျာမနီပေါ့ပေါ့လေဒီမတရားတစ်ဖက်သက်ဒီဝါရဖြတ်မှုတွေကိုပြန်ပြီးတော့တံပြန်ဖို့တတိယအမှန်တွေအချက်လက်အမှန်တွေကိုထုတ်ဖော်ခွင့်ရဖို့ ဒါကဘာပြည်သူတွေကဘာအနှံ့မှာရှိတဲ့ပြည်သူတွေတိဖို့ဆိုရက်ရည်ရွယ်ချက်နဲ့ BOA American အတန်လွှင့်ဌာနကိုစတင်တည်ထောင်ခဲ့တာဖြစ်တယ်အဓိကတော့တည်င်းကောင်းတည်ဖြစ်စေဆိုးတည်ဖြစ်စေကျမတို့ကမှန်ကန်တဲ့တည်င်းကိုပဲတင်ပြရမယ်ဆိုရက် BOA ရဲ့တကယ့်အဓိကမန်တိုင်းအတိုင်းပေါ့နော်နှစ်ပေါင်း83နှစ်ရက်တည်ခဲ့တဲ့ဒါကြောင့်လဲကျမတို့ American ဒီအတန်လွှင့်ဌာနကနေပြီးတော့တပတ်တပတ်ကိုဟိုကဘာမှာရှိတဲ့ဒီ နားထောင်တဲ့ပြိတက်ပေါင်းဆိုလို့ရှိရင်3တန်းเนาะအတန်းပေါင်း300ကျော်ရှိတယ်ဒါတပတ်တပတ်ပေါ့နော်ဒါကိုသမရထရမ့်ကနေပြီးတော့ဒါလေးဝင်ဝင်စားဘူးဒါတွေလည်းသူသူ့ရဲ့ဆုံးဖြတ်ချက်နဲ့သူဒီအအတန်လွတ်ဌာနကိုပိတ်ခဲ့တယ်ဆိုတော့ကျမတို့မြန်မာနိုင်ငံပေါ့နော်အထူးသဖြင့်ဒီတရင်လွတ်လပ်ခွင့်ကိုဖိနှိပ်ခံထားရတဲ့ဆရာနာရှင်အဆက်ဆက်အုပ်ချုပ်လာတဲ့မြန်မာနိုင်ငံအတွက်တရင်အမှန်တွေတီးဖို့ဟာအာအမေရိကန် ်ဒီ VOE ရဲ့အတန်လွင့်ဌာနရဲ့သတင်းထုတ်လွှင့်ချက်တွေက make မြန်မာပြည်သူတွေအတွက်လည်းတော်တော်လေးတန်ဖိုးကြီးပါတယ်အဲ့တော့ဟိုကျမတို့ကအခုဆိုလို့ရှိရင်လည်း VOE ပြန်ပြီးတော့ထုတ်လွှင့်နိုင်ဖို့အတွက်တရားဥပဒေရဆက်ပြီးရင်ဆိုင်နေတယ်အဲဒီဥပဒေကြောင်းမှဆိုလဲကျမတို့ကအပေါ်စီးမှရှိနေတယ်ဘာကြောင့်လဲဆိုတော့ဒီတမရထရမ်ရဲ့လုပ်ရက်တွေကဥပဒေကိုချိုးဖောက်နေတယ်အထူးသဖြင့်အဲဒီဖွဲ့စည်းပုံခြေခံဥပဒေလည်းချိုးဖောက်တယ်လို့ကျမတို့ဒီ ဝန်ထမ်းပိုင်းဆိုင်ရာအလုပ်သမားပိုင်းဆိုင်ရာဒီပြဋ္ဌာန်းချက်တွေမှာလည်းဒါတွေကဒီသမ္မတထရမ့်ရဲ့အမိန့်ဟာထိုးဖောက်နေတဲ့အတွက်တရားဥပဒေကြောင်းရဆိုရင်လည်းကျမတို့ကဆက်ပြီးတော့ဟိုဒါကြောင့်လည်းအခုချိန်ဒီ9လကြာတယ်ပိတ်သိမ်းထားတာ9လကြာပြီမဲ့လေဟိုဥပဒေကြောင်းပိုင်းမှာကျမတို့ဆက်ပြီးတော့အော်တိုက်နေတယ်ယုံကြည်ချက်လည်းကျမတို့အပြည့်ရှိတယ်အဲ့တော့ဟို DOE ချက်ပြီးတော့ဆက်ပြီးတော့နှွင့်နိုင်မလားဆိုတော့ ပြန်တော့လွတ်နိုင်မယ်ဘယ်ချိန်လဲဆိုတာတော့ကျမတို့အတိအကျတော့ပြောလို့မရဘူးဒါပေမဲ့လွတ်တော်ဘက်ကလည်း VOA အတွက်အဲ2026ခုနှစ်မှာလည်း budget ကြထန်းချက်ပေးထားတယ်ဆိုတော့ဒီအတွက်ကျမတို့ကမျှော်လင့်ချက်တူအပြည့်ရှိနေပါတယ်။နောက်ကျမတို့မြန်မာပြည်သူတွေအတွက်လည်းကျမတို့ဒီ VOA ဘက်ကနေတည်အမှန်တွေအများဆုံးထုတ်လွှင့်နိုင်ဖို့ပေါ့နော်။ကျမတို့ VOA ဝန်ထမ်းတွေသတင်းသမားတွေအနေနဲ့လို့တိုးပန်းနေရဲဆိုတာကိုလည်းပြောချင်ပါတယ်။အေးအများကြီးကျေးဇူးတော်ကြီးကျွန်မချင်း nice ပြည်သူတွေကလည်းမိုက်ကြနိုင်လို့လွမ်းနေကြမှာပဲအဲ့တော့မကြခင်မြန်မာပြည်သူတွေလွမ်းနေတဲ့မိုက်ကြနိုင်လို့ VOE အဖွဲ့သားတွေဒီအတန်တွင်နေအစီအစဉ်ပြန်ပြီးတော့ဖြစ်လာပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွတ်အောင်ကျော်အခုလို့ကျွန်တော်တို့အချိန်ပေးပြီးတော့မေးမြန်းတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မိုက်ကြနိုင်